ရာသီဥတုအေးတဲ့ဆောင်းရင်အချိန်ခါမှာမနေ့အစောကြီးထပြီးရေချိုးမယ်ညဘက်နောက်ကျမှရေချိုးမယ်ဆိုရင်ရေချိုးမှပြီးတော့လေဖြတ်တတ်တယ်အုံနောက်သွေးခဲတယ်ဆိုတဲ့အယူအဆကိုကြောက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီအယူအဆကမှားလားမှန်လားဆိုတော့ကျွန်တော်သိဖို့လိုအပ်နေပြီဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တချို့တွေကအလုပ်ကိုမနေ့အစောကြီးထသွားတယ်ညမိုးချိုးမှအိမ်ပြန်ကြရတယ်ဆိုတော့သူတို့ဒီနေ့ကမှမအားကြဘူးသူတို့အားတဲ့မနေ့ဖက်နဲ့ညဘက်တွေမှာရေချိုးကြရတယ်ပေါ့နော် ဆိုတော့ဒီလိုမျိုးမနပိုင်းရဲ့ညာပိုင်းတွေမှာရေချိုးခြင်းကဆိုလို့ရှိရင်ကျဲမာရေးတွေကောင်းလားဆိုသလားနောက်လေဖြတ်စီရဲ့ဆိုတဲ့အယူဆကဖန်သလားဆိုတာကိုဒီဗီဒီယိုမှာမျှဝေတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့မိသားစုဝင်ထဲမှာဒီလိုမျိုးမနပိုင်းရဲ့ညာပိုင်းတွေမှာရေချိုးနေရတဲ့တွေရှိမှန်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုစောင့်အောင်ကြည့်ဖို့အတွက်ထိုက်တွန်းချင်ပါတယ်။ကျွန်တော်ပရမအောင်ဆုံးအနေနဲ့လေးဖြတ်ခြင်းအကြောင်းကိုနည်းငယ်ရှင်းပြခြင်းပါတယ်။ကျွန်တော်ရဲ့အရှိရဗီဒီယိုတွေမှာလည်းအမြဲတမ်းပြောခဲ့ပါတယ်။ လေဖြတ်တယ်ဆိုတော့အုံနောက်မှာရှိတဲ့အုံနောက်သွေးကြော တွေပိတ်သွားတာဒါမှမဟုတ်တောက်သွားတဲ့အတွက်ကြောင့်လေဖြတ်ရခြင်းဖြစ်ပါတယ်ဆိုတော့လေဖြတ်ဖို့အတွက်ဆိုလို့ရှိရင်အုံနောက်မှာရှိတဲ့သွေးကြောတွေဒီပေါက်သွားရမယ်ဒါမှမဟုတ်လို့ရှိရင်ပိတ်သွားဖို့အတွက်လိုအပ်ပါတယ်ဆိုတော့အဲ့ဒီအုံနောက်သွေးကြောပိတ်တဲ့ပေါက်တဲ့ဖြစ်စဉ်နဲ့ဆောင်းရင်းကာလမှာရင်ချိုးတဲ့ဖြစ်စဉ်ကဆိုလို့ရှိရင်ပတ်သက်မှုရှိသလားဆိုတော့ကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာဆိုရင်အဲ့ဒီပတ်သက်မှုရှိတာကိုတော့မတွေ့ရပါဘူးဒါပေမဲ့ inner light ပေါ့နော်သွားပြီးတဲ့ပတ်သက်မှုရှိတာကိုသွားပြီးတွေ့ရှိရပါတယ် ဘလို့ပတ်သက်မှုရှိတာလဲဆိုတော့ဆောင်းတိုင်းကာလမှာရေချိုးမိလို့ရှိရင်တော့ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတွေကျဉ်းသွားတတ်ပါတယ်။ဒါကိုကျွန်တော်တို့က basal constriction လို့ခေါ်ပါတယ်။ဆိုတော့ဒီ basal constriction ပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတွေကျဉ်းသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီသွေးကြောတွေမှာရှိတဲ့သွေးရဖိအားတွေများလာပြီးတော့သွေးတိုးလာပါတယ်။ဆိုတော့ကိုယ်မှာအရင်ကသွေးတိုးရှိမယ်ဆိုလို့ရှိရင်ရာသီဥတုအေးအချိန်မှာရေချိုးလိုက်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကပို့ပြီးတော့သွေးတိုးလာပြီးတော့အုံနာသွေးကြောတွေရုပ်တည့်ပေါက်သွားတတ်ပါတယ်။ဒီခါမှာလေဖြည့်လင်ငယ်ဝေးနာတွေကိုကြုံတွေ့ခံစားတတ်ပါတယ်။ဒါကတော့တွေးရှိမှုချက်နယ်ဖက်ဖြစ်ပါတယ်။ တွေ့ရှိမှုအချက်နံပါတ်1ကတော့ရာသီဥတုအေးရချိန်မှာရေချိုးမိလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့သွေးတွေရဲ့သွေးခဲမှုနှုန်းကိုပို့ပြီးတော့မြင်မားစေပါတယ်။နောက်ခန္ဓာကိုယ်သွေးကြောထဲမှာသွေးခဲဖြစ်လာမယ့် NA ကိုလည်းပို့ပြီးများလာစေပြီးတော့ခန္ဓာကိုယ်ထဲမှာသွေးခဲတွေဖြစ်လာစေပါတယ်။အဲဒီသွေးခဲတွေကအုန်းနောက်ကိုသွားပြီးတော့ပိတ်တဲ့ခါမှာဆိုလို့ရှိရင်အုန်းနောက်သွေးကပိတ်သွားပြီးတော့လေဖြတ်တဲ့ဝေးနာတွေကိုလည်းကြုံတွေ့ခံစားတတ်ပါတယ်။ဒါ့အပြင်အဲဒီသွေးကြောတွေကကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့နှလုံးရဲ့သွေးကြောကိုသွားပြီးတော့ပိတ်လို့ရှိရင်နှလုံးသွေးကြောပိတ်တဲ့ဝေးနာတွေကိုလည်းကြုံတွေ့ခံစားတတ်ပါသေးတယ်။ ဒီအချက်တွေကရာသီဥအေးရဲ့ဆောင်းတိုင်းကာလမှာရေချိုးမှလို့ရှိရင်ကြုံတွေ့ခံစားရမယ်မကောင်းတဲ့ချက်တွေပဲဖြစ်ပါတယ်။ဒါအပြင်တချို့ report တွေကဘာလို့ထပ်တွေ့သလဲဆိုတော့ဆောင်းတိုင်းကာလမှာဆိုလို့ရှိရင်နွေရာသီမိုးရာသီထက်ပိုပြီးတော့လေဖြတ်လေငယ်လူနာတွေပိုပြီးတော့များတာကိုတွေ့ရှိရပါတယ်။ဒါကြောင့်မလို့ဆောင်းတိုင်းကာလကဆိုလို့ရှိရင် လေဖြတ်စီဖို့တွေပိုပြီးတော့လွယ်ကူစေတာကိုလည်းကျွန်တော်ထပ်ပြီးတော့တွေ့ရှိရပြန်ပါတယ်။ဆိုတော့အရင်တုန်းကလူကြီးတွေပြောခဲ့တဲ့ဆောင်းတိုင်းကာလမှာရေချိုးမှလို့ရှိရင်လေဖြတ်စီရဲ့ဆိုတဲ့အယူအဆကလည်းတွားပြီးတော့တိုက်တယ်မှုရှိတဲ့တာကိုကျွန်တော်တွေ့ရပါတယ်။ ဒါပေမဲ့တဝက်တူးမှာတော့ကွာချမ်းဝင်ရှိတယ်ပါတယ်တကယ်လို့ကိုကအရင်တည်းကလေလေဖြတ်စီတဲ့ risk better ပေါ့နော် NLA အပြုံမူတွေဖြစ်တဲ့သွေးတိုးတွေစီးရိုတွေနှလုံးရောဂါတွေအဝလုံနေတာတွေသွေးထဲမှာဆီများနေတာတွေစလိတ်အရေးပြေတောက်နေမယ်ဆိုလို့ရှိရင်တော့ဆောင်းရဲကာလမှာရေချိုးလို့ရှိရင်ပို့ပြီးတော့လေဖြတ်စီမှာဖြစ်ပါတယ်ဒါပေမဲ့ကိုကအရင်တည်းကကျန်းမှာတန်ဆွမ်းနေမိရောဂါတွေရှိမနေဘူးဆိုလို့ရှိရင်တော့လေဖြတ်စီဖို့အတွက်အခွင့်အရေးနေတာကိုတွေ့ရှိရပါတယ်ဒါကြောင့်လို့ကိုရဲ့မိသားစုဝင်ထဲမှာလေဖြတ်စီဖို့အခွင့်အရေးများတဲ့သူတွေဖြစ်တဲ့သွေးတိုးနှလုံး စီဂျူပေါ့နော်ပြီးလို့ရှိရင်သွေးထဲမှာအဆီများနေတဲ့သူတွေအဝလုံနေတဲ့သူတွေဆက်လက်ရက်ပြီးတာတောက်တဲ့သူတွေအသက်ကြီးနေသူတွေရှိမယ်ဆိုလို့ရှိရင်ရေချိုးတဲ့အချိန်ကိုတင်ချလေးကျူးဆိုင်ဖို့အတွက်မှာကျင်ပါတယ်အကောင်းဆုံးကတော့နှင်းငယ်ဝတ်တွေမှာချိုးတာပို့ပြီးတော့ကောင်းပါတယ်ရေချိုးတဲ့အခါမှာလည်းရေအေးနဲ့မချိုးဘဲနဲ့ရေတွေရောပြီးတော့ချိုးတာကတော့အကောင်းဆုံးဖြစ်ပါတယ်အခုဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့ဆောင်းကလာရာသီဥအေးတဲ့အချိန်မှာရေချိုးမိလို့ရှိရင်လေဖြတ်စီတဲ့အန်ရရှိဖြစ်ဆိုတာကိုသိသွားမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကြည့်တာအကျိုးရှိရဆိုလို့ရှိရင်တော့ yes လို့မင်းငယ်ပါဒီဗီဒီယို share ပြီးရကိုယ့်ရဲ့တကယ်ချင်းသိတော်အောင်လို့လည်းမျှော်ဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ